အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ YouTube channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ကျွန်တော်နာမည်ကတော့အောင်မင်းပါကျွန်တော်ဒီနေ့မှာတော့ဒီကျွန်တော်တို့ရဲ့ message တွေကိုကျွန်တော်ပြန်လဲမျှဝေပေးချင်တာကတော့ဒီကျွန်တော်တို့တွေဒီ Facebook ကျွန်တော် Viber လေးပေါ့နော်ကျွန်တော် Messenger တွေကနေပြီးတော့ကျွန်တော်တို့ရဲ့ shit တွေတငယ်ချင်းတွေဒါမှမဟုတ်ကျွန်တော်တို့ရဲ့တခြားတော့ message တငယ်ချင်းတွေစီကနေပြီးတော့ပို့လာတဲ့စာတွေကိုကျွန်တော်တို့မဖတ်ရသေးခင်မှာသူတို့ကပြန်ပြီးတော့ remove လုပ်ထားတာတွေပြန်ပြီးတော့ဖြတ်သွားတာတွေကိုကျွန်တော်တို့ဘယ်လိုပြန်ဖတ်မလဲဘယ်လိုပြန်ကြည့်ရမလဲဆိုတော့ကိုကျွန်တော်ဒီနေ့ပြန်လဲမျှဝေပေးပါမယ် ဆိုတော့ကျွန်တော်ရဲ့ YouTube channel လေးရဆိုရင်ကျွန်တော်နေပညာနဲ့ပတ်သက်တဲ့ video file နဲ့ပုံစောပွဲနဲ့ပတ်သက်တဲ့ video file တွေအပြင်ကျွန်တော်တို့ဒီမြန်မာနိုင်ငံက YouTuber တွေအတွက်ဒီကျွန်တော် YouTube နဲ့ပတ်သက်တဲ့အကြောင်းအရာတွေ YouTube ဝင်ငွေထုံးနည်းတွေ YouTube ကနေပြီးတော့ကျွန်တော်တို့ monetize ချောက်တာတွေ Google AdSense ပင်ကုတ် service ပေးတာတွေနဲ့ပြင်မြန်မာနိုင်ငံအတ YouTuber တွေအတွက်ငွေတွင်းငွေထုံးလုပ်တာတွေကိုလည်းကျွန်တော်ဒီဆက်သွယ်ကျွန်တော်ဝန်ဆောင်မှုလုပ်ပေးရပါတော့ကျွန်တော်စာပေးပေးရပါတော့တကယ်လို့စိတ်ဝင်စားလဲဆိုရင်လည်းကျွန်တော်ရဲ့ Facebook ကနေပြီးတော့လာရောက်ဆက်သွယ်လို့ရတယ်လို့ဒီ YouTube channel မှာလည်းလာပြီးတော့ဆက်သွယ်လို့ရတယ်ပေါ့နော်โอเค ဒီကျွန်တော်ဗီဒီယိုဖိုင်ကိုကြည့်နေတဲ့မိတ်ဆွေတွေထဲမှာပေါ့နော်ကျွန်တော်ရဲ့ YouTube channel လေးကိုအနီအောင် subscribe မလုပ်ရသေးဘူးဆိုရင်လည်းဒီကျွန်တော်တို့တွေဒီဗီဒီယိုဖိုင်ရဲ့အောက်မှာရှိတယ်ပေါ့နော်အနီအောင် subscribe ဆိုတာလေးကိုနှိပ်ထားပေးဖို့ကျွန်တော်တောင်းဆိုပါရစေကျွန်တော်တို့ဒီအနီအောင် subscribe လေးကိုနှိပ်ထားပေးပြီဆိုရင်လည်းကျွန်တော်ဒီ subscribe ရဲ့ဘေးနားမှာရှိတဲ့ notification ခေါင်းလောင်းလေးနေရာမှာလည်းကျွန်တော်တို့ also ဒါကိုနှိပ်ထားပါပေါ့နော်ဒါမှသာလည်းကျွန်တော်ဒီပညာနဲ့ပတ်သက်တဲ့ဗီဒီယိုကိုတင်တိုင်းမှာကျွန်တော်မိတ်ဆွေတွေသိရှိလို့ဒီ channel မှာပေါ့နော် ဒီ channel လေးကိုကျွန်တော်ဖွင့်ထားတဲ့အဓိကရည်ရွယ်ချက်ကလည်းကျွန်တော်ဒီမြန်မာနိုင်ငံက YouTuber တွေတို့ကကျွန်တော် YouTube နဲ့ပတ်သက်တဲ့အကြောင်းအရာတွေမျှဝေပေးဖို့နဲ့ဒီငွေတွင်းငွေထုတ်စားပေးဖို့တို့ကျွန်တော်အတစ်ဖွင့်ထားလာပါတော့ဆိုတော့ဖွင့်ထားလာလဲကျွန်တော်3-4ရက်ပဲရှိသေးတယ်မကြတဲ့ဘူးပေါ့နော်โอเคဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့မိတ်ဆွေတို့အနေနဲ့ဒီကျွန်တော်တို့ဒီ Viber တွေ Messenger တွေပေါ့နော်ကျွန်တော်တို့ဒီ Facebook တွေမှာစာတွေပို့လာပြီးတော့ပြန်ဖြတ်သွားတဲ့အခါပေါ့နော်ကျွန်တော်တို့ဘယ်ကနေပဲပို့လာပေါ့နော်ပြန်ဖြတ်သွားတဲ့အခါမှာကျွန်တော်တို့ဘယ်လိုပြန်ကြည့်မလဲဆိုတာကိုကျွန်တော်ဒီနေ့မျှဝေပေးပါမယ်ဆိုတော့ အဲ့လိုမျိုးပြန်ကြည့်ဖို့အတွက်ဆိုရင်ပထမဆုံးအနေနဲ့ဒီကျွန်တော်တို့မိတ်ဆွေတွေရဲ့ဖုန်းထဲမှာဒီ UNC Messenger ဆိုတဲ့ဒီ software လေးကျွန်တော်တို့ဖုန်းထဲမှာရှိဖို့လိုအပ်ပါတယ်။ကျွန်တော်တကယ်လို့မိတ်ဆွေတွေရဲ့ဖုန်းထဲမှာဒီ software လေးမရှိသေးဘူးဆိုရင်လည်းကျွန်တော်တို့ Play Store ကနေပြီးတော့သွားပြီးတော့ download ဆွဲလိုက်ပါတော့။ဆိုတော့ Play Store နဲ့ download ဆွဲမှာပေါ့နော်ကျွန်တော်ဘယ်လိုဆွဲရမလဲဘယ်လိုဖွင့်ရမလဲဆိုတော့ကျွန်တော်အစားဆုံးပြန်ပြီးတော့လုပ်ပြပေးမယ်။ Okay ဒါဆိုရင်ကျွန်တော် software ကိုကျွန်တော်အစ်တစ်ကနေပြန် download ဆွဲပြီးတော့ကျွန်တော်ပြန်ပြပေးမယ်ပေါ့နော်ကျွန်တော်မိတ်ဆွေတွေကိုဒီမှာဆိုရင်ကျွန်တော်တို့ကဘာလုပ်ရမလဲဆိုရင် UNC Messenger ဆိုပြီးရလိုက်ပါတော့။ ကျွန်တော်တို့အန်စင်းမတင်စာချုပ်ရိုက်တဲ့ခါမှာဒီမှန်ပေါ့နော်အခုကျွန်တော်ပြတာလဲဒီအဝါရောင်လေးဒီကျွန်တော်တို့ဒီမှာမျက်မှန်ပုံလေးနဲ့ဒီ software လေးကိုကျွန်တော် Mesutu ရဲ့ဖုန်းထဲမှာပထမအဆုံးအနေနဲ့ကျွန်တော်တို့ download ဆွဲလိုက်ပေါ့နော်ကျွန်တော် download install လုပ်မယ်ပေါ့နော်ဒီမှာကျွန်တော်တို့ဒီမှာ install လုပ်မယ်ဒါကျွန်တော်ဒီ software install လုပ်ပြီးတော့စပြီးဖွင့်ပြီးအသုံးပြုပုံပြူနေဒီပါစကျွန်တော်စနေဆုံးစီကျွန်တော်ပြန်လုပ်ပြရမယ်ပေါ့နော် โอเคအခုဆိုရင်ကျွန်တော်တို့ software လေးဖုန်းထဲကိုကျွန်တော်တို့ install လုပ်တာကျွန်တော်တို့ပြီးပါပြီပေါ့နော်ကျွန်တော်ဖုန်းထဲကို install လုပ်လာပြီဆိုရင်ဒီမှာကျွန်တော်တို့ message တွေရဲ့ဖုန်းထဲမှာဒီ software လေးကျွန်တော်ရောက်လာပါလိမ့်မယ်တကယ်လို့ကျွန်တော် message တွေရဲ့ဖုန်းထဲကိုဒီ software ရောက်လာပြီဆိုရင်ပထမအဆုံးအနေနဲ့ကျွန်တော်တို့ software ကိုအသုံးပြုဖို့အတွက်ကျွန်တော် software ကိုကျွန်တော်တစ်ချက်ဖွင့်လိုက်မယ်โอเค software ဖွင့်လိုက်တဲ့နေရာမှာဒီနေရာမှာကျွန်တော်တို့ agree to ဆိုတာဒီမှာ done content um privacy pro ဆိုတာဒီမှာเนาะဒီနေရာလေးကိုကျွန်တော်တို့ကဒီမှာအမှန် secret တစ်ချက်နေပေးလိုက်ပါဒါမှမဟုတ်လည်းကျွန်တော်တို့ကဒီမှာ content ဆိုတာလေးကျွန်တော်တို့ပေါ်လာမှာပေါ့เนาะ ဒါမှသာလည်းကျွန်တော်နှိပ်ရမှာနှိပ်လို့ရမယ်ဒါကြတော့အမှန်ရှင်းမပေးရကျွန်တော်တို့နှိပ်လို့ရမှာမဟုတ်ဘူးဒီမှာကျွန်တော်တို့ကဒီမှာ content ဆိုတာနှိပ်မယ်ပြီးရင်ကျွန်တော်တို့က enable ပေါ့နော် enable ဒီကျွန်တော်တို့သူ့ရဲ့ notification ခလုံးလေးကိုကျွန်တော်ပြကျွန်တော် enable လုပ်ရမယ်ဆိုတော့ enable လုပ်ဖို့တူကကျွန်တော်ဒီမှာပေါ့နော်ဒီနေရာမှာကျွန်တော်အဝါရောင်လေးနေရာမှာကျွန်တော် wire ပြထားတဲ့နေရာလေးကိုကျွန်တော်တစ်ချက်ဖွင့်လိုက်မယ်ဖွင့်ပြီးသားရင်ဒီနေရာမှာကျွန်တော်တို့ကအဲ့ဒီ software လေးကိုလာပြီးတော့ကျွန်တော်တို့ဖွင့်ပေးလိုက်ပေါ့နော်ဒီမှာပေါ့နော်ဒီနေရာမှာကျွန်တော်တို့ကဖွင့်ပေးလိုက်ပါပြီးရင်ဒီမှာ allow ကိုကျွန်တော်နှိပ်လိုက်ပါပြီးလို့ရှိရင်ကျွန်တော်ဒီမှာ background နေပြီးပြန်ထွက်မယ် ပြီးလို့ရှိရင်ကျောင်းဒီမှာအပြာရောင်ကွန်တက်ဆိုတာလေးကိုကျွန်တော်တို့ဝါရောင်ကွန်တက်လေးဆိုပြန်နှိပ်မယ်အဲ့တော့နှိပ်ပြလို့ရှိရင်ကျောင်းဒီမှာထပ်ပြီးတော့ဒီအောက်ကဟာလေးကိုကျွန်တော်ထပ်ပြီးနှိပ်လိုက်မယ်ပြီးရင်ကျွန်တော်ဒီမှာအလောဝဲအပေါ်ကစာတန်းလေးကိုကျွန်တော်နှိပ်လိုက်မယ်ပြီးရင်ကျောင်းဒီမှာကွန်တက်ဆိုတာလေးကိုကျွန်တော်ထပ်ပြီးနှိပ်မယ်ပေါ့နော်โอเคဒါဆိုရင်တော့ကျွန်တော်တို့ဒီ software လေးကိုစတင်အသုံးပြုလို့ရပြီပေါ့နော်ဆိုတော့ software လေးကိုစတင်အသုံးပြုလို့ရပြီဆိုရင်ကျွန်တော်တို့တစ်ဖက်က message တွေပို့ပြီးတော့ဖြတ်သွားတဲ့အခါမှာဘယ်လိုကြည့်မလဲပေါ့နော်ကျွန်တော်ဆန်းပြီးတော့ကျွန်တော် message တွေကိုကျွန်တော်လောက်ပြပေးမယ် ဆိုတော့ဒါကကျွန်တော် messenger နဲ့ပြီးတော့နောက်ထပ်စာတစ်ခုပို့လိုက်ပြီဆိုတော့ messenger နဲ့ပို့ပြီးသွားပြီအပြင်ဆိုတော့တော့ကျွန်တော် messenger နဲ့ပို့လိုက်တဲ့စာကိုကျွန်တော်မကြည့်ရသေးဘူးပေါ့နော်အဲ့တော့တစ်ဖက်ကနေကျွန်တော်ဖြတ်လိုက်မယ်ကျွန်တော်ဒါ messenger နဲ့ပို့ပြီးသွားပြီဟုတ်ပြီ messenger ပို့ပြီးသွားပြီဆိုတော့တခါတခါချက်ပြီးတော့ကျွန်တော် viber နဲ့တခါထပ်ပို့ပြမယ် โอเคကျွန်တော် Viber နေလဲပို့ပြီဒီမှာเนาะကျွန်တော် Viber နေလဲပို့ပြီပြီးရင်ကျွန်တော်ဒီဘက်ဖုန်းကနေပြီးတော့ပြန်ပြီးတော့ကျွန်တော် remove လုပ်လိုက်မယ် remove လုပ်လိုက်မယ်โอเคဟုတ်ပြီဒါဆိုရင်ကျွန်တော် message တွေရဲ့ဖုန်းထဲမှာကျွန်တော်တွားပြီးကြည့်လိုက်မယ်ပေါ့เนาะဆောဆောကကျွန်တော်ဒီ Viber နဲ့ Messenger နေပြီးတော့ကျွန်တော်စပို့ထားတယ်ပေါ့เนาะဒီမှာဆိုတော့ကျွန်တော်ပို့ထားတဲ့စာကိုတူပက answer ကျွန်တော်တို့မကြည့်ခင်ရခင်မှာသူကစာတွေကိုပြန်ပြီးဖြစ်သွားတယ်သူကဘာလေးပို့ထားလဲဆိုတော့ကျွန်တော်တို့ကြည့်လို့မရဘူးပေါ့เนาะဆိုတော့ ဒါဆိုရင်ကျွန်တော်စစုံက Viber နဲ့လည်းကျွန်တော်ပို့ထားတယ်ဆိုတော့ Viber နဲ့ပို့ထားတဲ့ဟာကိုလည်းကျွန်တော်ဒီမှာလုံးဝကြည့်လို့မရဘူးပေါ့နော်ဆိုတော့ Viber နဲ့ပို့ထားတဲ့ဟာကိုလည်းကြည့်လို့မရဘူးဆိုရင်ကျွန်တော်စစုံကဒီ IC Messenger ဆိုတဲ့ software တွေမှာကျွန်တော်တို့ကသွားပြီးတော့ကြည့်ရမှာဖြစ်တယ်ဆိုတော့အဲ့ဒီ software လေးမှာဆိုရင်ကျွန်တော်တို့ဒီ Viber Messenger ချင်းမကပါဘူးကျွန်တော်ဒီတခြားတော့ဒီ message တွေကျွန်တော်တို့တခြားတော့ဒီ software တွေပေါ့နော် Instagram ပဲဖြစ်ဖြစ်တခြားတော့ software တွေထည့်ထားလို့ရှိရင်ဒီထည့်ထားတဲ့ software မှာတည်းကျွန်တော်တို့အကုန်လုံးကြည့်လို့ရပါတယ်ဒီ Viber နဲ့ Messenger နဲ့မဟုတ်ပါဘူးเนาะဆိုတော့ကျွန်တော်ဒီမှာ Viber နဲ့ Messenger ကပို့ထားတဲ့စာတွေ remote ထားတဲ့စာတွေကိုကျွန်တော်ပြန်ပြီးတော့ကြည့်ဖို့အတွက်ဒီ ICE Messenger ဆိုတဲ့ software တွေကိုကျွန်တော်ဖွင့်လိုက်မယ် ICE Messenger เนาะ okay ဒီနောက်ကြည့်တဲ့အခါမှာကျွန်တော်ဒီမှာ Facebook Facebook ပေါ်လာမယ်ပြီးရင်ကျွန်တော်ဒီမှာ ICE Messenger ပါမယ် Viber ပါမယ်ပြီးရင်ကျွန်တော် Messenger ပါမယ်ပေါ့เนาะဆိုတော့ဒီကလေး Messenger မှာကျွန်တော်တို့ကလူ၁၀ယောက်ဒီကျွန်တော်ဒီနေ့ Viber အနေနဲ့ကျွန်တော်နှိပ်လိုက်မယ်ပေါ့เนาะ ဗိုက်ပါနေနဲ့နှိမ့်လာမယ်ဆိုရင်တကယ်လို့ကျွန်တော်မိတ်ဆွေတွေရဲ့ဗိုက်ပါထဲမှာမိတ်ဆွေတငယ်ချင်းဥပမာ9ယောက်ကစားပို့ထားလဲဆိုရင်ဒီညမှာ9ယောက်ကိုအစင်လိုက်ပြနေလိမ့်မယ်အဲ့ဒီ9ယောက်ကဒါကျွန်တော်တို့အန်စီလောက်ထားတဲ့တငယ်ချင်းကိုပဲပြမှာပေါ့နော်တလီလောက်ထားတဲ့တငယ်စားလေးကိုပြန်ပြီးဒီလောက်ထားတဲ့တငယ်ချင်းကိုပဲပြလိမ့်မယ်တလီမလို့တဲ့တငယ်ချင်းတို့ကပြမှာမဟုတ်ဘူးဆိုတော့အဲ့ဒီတိုင်းမှာကျွန်တော်တို့ကဒီ Messenger ကိုနှိမ့်လိုက်တဲ့ခိုင်တိုင်း Messenger ကိုလည်းမှရှိတဲ့တငယ်ချင်းပေါ့နော်ကျွန်တော်တို့ကစားပို့ပြီးပြန်ဖြတ်သွားတဲ့တငယ်ချင်း9ဦးရှိရင်9ဦးစလုံးဒီညမှာအစင်လိုက်ပြနေလိမ့်မယ်ကျွန်တော်တို့ကအဲ့ဒီမှာကြည့်လို့ရရပေါ့နော် ကျွန်တော်တို့ကြော်ညာလေးဝင်လာရင်တော့ကြော်ညာလေးခဏကြည်ပေးရမယ်သူက3 3စက္ကန့်ထဲပေါ့နော်ကျွန်တော်တို့ AI ကြီးတော့မကြောက်ဘူးဒီမှာကျွန်တော်တို့ close ဆိုနှိပ်ပြီးထွက်လို့ရတယ် all message ပေါ့နော် message တွေအကုန်လုံးကြည့်ကျင်နေဆိုရင်တော့ဒီကျွန်တော်တို့ကဒီမှာအပေါ်လုံးမှာ all message ဆိုတော့ကျွန်တော်ကြည့်ပြီးဝင်လို့ရတယ်ဒီအတိုင်းကြည့်ပြီးတော့ရတယ်ပြီးရင် Facebook ပေါ့ Facebook ကလည်းဒီအတိုင်းပဲကျွန်တော်တို့ဒီမှာပို့လာတဲ့စာတွေပေါ့နော်ကျွန်တော်ဒီမှာဖျက်တော့တဲ့စာတွေကိုကျွန်တော်ပြန်ကြည့်လို့ရတယ်ပေါ့နော် okay ဆောဆောက Viber ပို့လာတဲ့စာကိုကျွန်တော် Viber မှာတော့ကြည့်ပါကြည့်လို့မရဘူးเนาะကျွန်တော် Viber မှာပြန်လာပြမယ် ဒီမဲ့ကျွန်တော် Viber မှာ NC လောက်ထားတဲ့စာလေးကျွန်တော်ကြည့်လို့မရဘူး။ Okay ဒါဆိုရင်ကျွန်တော်ဒီမဲ့ဒီမှာ Viber မှာကျွန်တော်ဖွင့်လိုက်မယ်ဆိုရင်ဒါဆော့ဆော့ကသူဖြစ်တော့လဲစာလေးပေါ့နော်။ Okay hi ဆိုတဲ့စာနှစ်ခုသူပို့လာတယ်။အဲ့ဒီစာနှစ်ခုဒီအောင်မင်းဆိုတဲ့နာမည်နဲ့ကျွန်တော်ပို့လာတယ်။ဟုတ်ပြီ။ဒါဆိုရင် Messenger မှာကျွန်တော်တို့ကြည့်အောင်မယ်။ဆိုတော့ Messenger မှာလည်းကျွန်တော်ဒီမှာ NC ကျွန်တော်လောက်ထားလဲပေါ့နော်။ဒါပရမတ်တစ်ခါတော့ဒါကျွန်တော်ဆက်လုပ်တဲ့ဟာပေါ့နော်။ဒါဒုတိယတစ်ခါပေါ့နော်။နောက်နှစ်ခုပို့လာပြီးမှပြန်ဖြတ်သွားတယ်။ဟာကိုကျွန်တော်တို့ Messenger မှာတို့ကြည့်မယ်ပေါ့နော်။အောင်မင်းဆိုတဲ့နာမည်နဲ့ဝယ်ပေါ့နော်။ကျွန်တော်ဒီ Messenger မှာလည်း โอเคဒီမှာဆိုနှစ်လက်မယ်ဆိုရင် तू ပို့လာ how are you ဆိုပြီးတော့ပို့လာလဲ pay high ဆိုပြီးတော့ तू ပို့လာရပေါ့เนาะဆိုတော့ပို့လာတဲ့စာရယ်ပို့လာတဲ့အချိန်ရယ်ကို तू ကဒီမှာကျွန်တော်တို့အတိအကျပြပေးပါတယ်ဘိုင်ဘာမှာနိုင်ရင်ねကျွန်တော်တို့ဒီမှာလာလဲနိုင်ရင်ね तू ကတပုံစံနဲ့ကိုယ့်ဒီကြောင်ကျွန်တော်ပြပေးတယ်ပေါ့เนาะဆိုတော့ဒါကတော့ကြည်ကျွန်တော်တို့ဒီချစ်တူတငယ်ချင်းမိတ်ဆွေတငယ်ချင်းတွေကဒီကျွန်တော်ဘိုင်ဘာတွေ messenger တွေမှာစာတွေပို့လာပြီးတော့ကျွန်တော်တို့မဖတ်ရတဲ့ခင်မှာ remove လုပ်တော့တော့ဖြစ်ဖြစ် ပြန်ပြီးတော့ delete လောက်တော့လာပဲဖြစ်ဖြစ်ကျွန်တော်တို့တွေဘယ်လိုပြန်ကြည့်ရမလဲဘယ်လိုဖတ်ရမလဲဆိုတော့ကိုကျွန်တော်ပြန်လည်းမျှဝေပေးကြတာပဲဖြစ်ပါတယ်ဆိုတော့ကျွန်တော်ရဲ့ video channel ကိုကြည့်နေတဲ့ဆိုရင်လည်းကျွန်တော်ရဲ့ YouTube channel လေးကိုလည်း like and share subscribe နဲ့အားပေးခဲ့ဖို့ကျွန်တော်တောင်းဆိုပါတယ်ဆိုတော့ video ကိုအစားအနေဆုံးထိချစ်ချစ်ပေးတယ်တကယ်ကျွန်တော်အားလုံးကိုလည်းကျွန်တော်ကျေးဇူးတင်ပါတယ်